ဒေါ်လန်ရေးပြုံတိမှု10ချက်မင်းသိဒေါ်လန်ရေးမှာပြုံတိမှုတွေရှိနေပါတယ်ဒါပေမဲ့အသွင်မတူပါပုံသဏ္ဍာန်ကွဲပြားပါတယ်ဒါကိုမြင်အောင်ကြည့်ဖို့လိုပါတယ်နံပါတ်1 2021ဖေဖော်ဝါရီလ1ရက်နေ့မနခင်7နာရီသတင်းမကြေညာခင်မှာပဲဒေါ်လန်ရေးရဲ့ပထမဦးဆုံးပြုံတိမှုကစတင်ပြီးသွားပါပြီ။ စိုးရအဖွဲ့ခေါင်းဆောင်တွေအလုံးနဲ့လူမှုကိုယ်စားလှယ်တွေပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ဖန်စီထိမ့်သိမ်းခံနိုင်ရခြင်းဖြစ်ပါတယ်။အရက်ဖက်နိုင်ငံရေးဥဆောင်အခန်းကဏ္ဍတစ်ခုလုံးကိုပြုံတီးအောင်ဖဲ့ချွေလိုက်ခြင်းဖြစ်ပါတယ်။နံပါတ်1အာဏာသိမ်းမှုကိုမကျင့်တဲ့လူပြည်သူအာဏာပြည်ဆံရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ပြည်သူဝန်ထမ်းအမှုတန်းအရာတန်းတွေဖန်စီထိမ့်သိမ်းခံရခြင်းဖြစ်ပါတယ်။ အထူးသဖြင့်အာနာပီဇန်ရေးလှုပ်ရှားမှုမှာဥဆောင်လှုံ့ဆော်တဲ့ဇာတို့ကြီးဥဆောင် ပုံကိုတွေကို ပြင်မှတ်ထားတာ တွေ့ရပါတယ်ဆရာဝန်တွေနဲ့တက္ကသိုလ်ကဆရာဆရာမတွေခမားများပါဝင် သွားတာတွေ့ရပါတယ်ဒါဟာဒုတိယပြုံတည်မှုပါနံပါတ်၃လမ်းပေါ်ထွက်ဆန္ဒပြတဲ့လူမှုကိုရရလူဆွဲခေါ်ပြီးဖန်စီထိန်ထိန်ခံလိုက်ရခြင်းဖြစ်ပါတယ် အဲ့ဒီနောက်ပိုင်းမှာစာနာပြဥဆောင်ပုံကိုယ်တွေဖန်ဆီးခံရပါတယ်ဒေတာတီတီကစာနာပြခေါင်းဆောင်တွေကို ပြစ်မှတ်ထားဖန်ဆီးထိန်သိမ်းခဲ့ပါတယ်ခေါင်းဆောင်သူမရှိတော့ရင်စာနာပြမှုအရှိန်ဟာနှေးကွေးရပ်တန့်သွားမယ်လို့ယူဆတာအကြောင်းဖြစ်ပါတယ်ဒါဟာတတိယပြုံတည်မှုဖြစ်ပါတယ်နံပါတ်၄ပြည်သူအာဏာပြည်ဆံရေးလှုပ်ရှားမှုနောက်ွယ်ကထောက်ပံ့သူတွေနဲ့စာနာပြပွဲတွေကို အားပေးထောက်ပံ့တဲ့လက်တံတွေကိုဖြုတ်ချဖို့စ조사ခြင်းဖြစ်ပါတယ်။ဒီအရာကတော့နောက်ွယ်ကထောက်ပံ့နေတဲ့ main supporter တွေကိုပြတ်မှတ်ထားပါတယ်။ဝန်ထမ်းတွေရဲ့ပြည်သူအာဏာဖီဆန်ရေးလှုပ်ရှားမှုမှာငွေကြေးအရာထောက်ပံ့နေတဲ့သူတွေနဲ့ထောက်ပံ့ရေးလုပ်ငန်းစဉ်တွေကိုချိတ်ဆက်ကူညီပေးတဲ့ဥဆောင်သူတွေကိုဖန်စီထိန်သိမ်းခြင်းဖြစ်ပါတယ်။ဒီမှာအများအပြားဖန်စီခံရတယ်လို့မဆိုနိုင်ပေမဲ့ အတော်တန်ဖန်းစီမိသွားလို့စရုပ်ထ ပြုံသီးမှုတဲကိုထဲ့နိုင်ပါတယ်နံပါတ်5တော်လန်ကြီးကိုစိတ်တက်အားဖြင့်လှုံ့ဆော်ပေးတဲ့ဇာကြီးဆရာတွေအမှုပညာသမားတွေဗီရင်ဆရာတွေနဲ့လူမှုကွန်ရက်ပေါ်ကထင်ပေါ်ကျော်စောသူတွေကိုဖန်ဆီးခြင်းဖြစ်ပါတယ်။အဲ့ဒီထဲမှာတချို့ဟာနိုင်ငံကြီးအရာဩဇာရှိတယ်လို့မဆိုနိုင်ပေမဲ့လူထုအကြဆိုင်းရနေပေမှာရေပန်းစားသူတွေဖြစ်ခြင်းကြောင့် လူမှုကိုလှုံ့ဆော်တဲ့နေရာမှာထိရောက်ပါတယ်။ဒါကြောင့် Agitates Politics မှာမိစမိဘွားထွက်မလာအောင်မိတို့မိညှိပေးသူ မရှိအောင် ဖန်စီထိန်သိမ်းလိုက်ပါတယ်။ဒါဟာပစ္စမမြောက်ပြုံတည်မှုဖြစ်ပါတယ်။နံပါတ်6ဒေါ်လာရေးပုံရိပ်တွေနဲ့ဒေါ်လာရေးသတင်း message တွေကို လူမှုနဲ့နိုင်ငံတကာအတိုင်းဝိုင်းသိအောင်တည်တည်ပြချက်ဓာတ်ပုံဗီဒီယိုတွေပါဝင်အတန်တွေရုပ်ပုံတွေစာတွေနဲ့ပေါ်ပြဖြန့်ချီလှုံ့ဆော်ပေးတဲ့သတင်းမီဒီယာသမားတွေကိုဖန်စီထိန်သိမ်းထုတ်ဝေခွင့်ဖြန့်ချီခွင့်ရုပ်သိမ်းစာတာတွေလုပ်ပါတယ်။ဒါကြောင့်သတင်းတောက်တွေနဲ့သတင်းစာဆရာတွေအယ်ဒီတာတွေမီဒီယာသမားတွေဟာတချို့ဖန်စီထိန်သိမ်းခံရပြီးတချို့တိန်းရှောင်ရပါတယ်။ တချို့ကတော့မူလအလုပ်တွေရပ်ဆိုင်းသွားပြီးတရင်သမားအလုပ်ကိုလုပ်ခွင့်မရတော့ဒါဟာတထမမြောက်ပြုံးတိမှုဖြစ်ပါတယ်နံပါတ်9လက်နက်ကင်ဒေါ်လာကြီးထဲမှာပါဝင်တဲ့ဒေါ်လာကြီးသမားလူငယ်တွေဖန်စီထိန်သိမ်းခံရတာတိုက်ပွဲတွေကြောင့်ကြာဆုံးကွယ်လွန်ကုန်ကြတာဒီနေရာမှာ အချင်းချင်းတော်ရင်းတိုက်ပွဲ မျိုးရင်းတိုက်ပွဲဆင်နွှဲလို့ကြာဆုံးကြတာ တရှုတလန်းတွေကြောင့်ဖန်စီထိန်သိမ်းခံရတာသင်္နန်းကအပြန်လမ်းမာတွင်ဖန်စီခံရတာမျိုးရင်းမှာအပြန်လန်းတိုက်ခိုက်ခုခံရင်လက်လွတ်ပေးလိုက်ရတာအတွင်းလူဖော်လို့ဖောက်လို့ဖန်စီခံရပြီးစကြောရေးမှာတေဆုံးပွေလွန်ကုန်ကြတာတွေအလုံးကိုထက်တွက်ဖို့လိုပါတယ်ဒီပမာဏဟာအတော်များတဲ့ပြုံးတိမှုထဲမှာပါဝင်နိုင်ပါတယ်ဒါဟာတတမမြောက်ပြုံးတိမှုဖြစ်ပါတယ် နံပါတ်၈အထူးသဖြင့်နယ်မြို့တွေမှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးတွေကမြို့တွေဖြစ်တဲ့ကနီ၊တပင်းမြို့၊ကလေးမြို့၊ကတာထီးရိုက်မြို့တွေအပါအဝင် မန္တလေးကမြင်းကြံနဲ့တလုံးမြို့တွေချင်းပြည်နယ်မင်းတပ်နယ်၊ကယားပြည်နယ်၊မိုးပြည်နယ်၊ဒီမော့ဆိုကချင်ပြည်နယ်အနှံပြားပါဝင်ကချင်နယ်စကိုင်းတိုင်းနယ်ဇက်ဒေသတွေကရင်ပြည်နယ်နဲ့ပဲခူးနယ်ဇက်တချို့ဒီနေရာတွေမှာ စစ်ပွဲနဲ့တိုက်ပွဲတွေစစ်တပ်ကထိုးစစ်ဆင်မှုတွေကြောင့်စစ်ဘေးရှောင်ရင် အသက်ခံရသူတွေလက်နက်ကြီးကြီးထီလို့သေဆုံးသူတွေလက်နက်တစ်ခုအနေနဲ့အသုံးချတဲ့မရင်းကျင့်ခံရပြီး အသက်ခံရသူတွေနေအိမ်ကိုပစ္စည်းပြန်ယူရင်းအသက်ခံရတာလက်နက်ကင်ပုံကန်တယ်လို့အထင်ခံရပြီး အပြစ်မရှိဘဲအသက်ခံရတာဒီလိုပြစ်မဲ့ပြီးသူတွေသေဆုံးကုန်ကြရတာဟာ အထမမြောက်ပြုံးတိမှုဖြစ်ပါတယ် နံပါတ်9အာနာသိမှုနောက်ဆက်တွဲကြောင့်မထိန်ချုံနိုင် မကာကွယ်နိုင်မဟန်တားနိုင်လို့ကိုဗစ်ကြောင့်တေဆုံးကုန်ကြရတဲ့လူငယ်လူလက်လူကြီးတွေအထူးသဖြင့်လူလက်ပိုင်းနဲ့လူကြီးပိုင်းတွေတေဆုံးမှုများပြားပါတယ်ကိုဗစ်တတိယလိုင်းဟာဆေးရနာသိမှုကြောင့်ထိန်ချုံလို့မလွယ်တော့ပါ အာနာသိန်းစစ်တပ်ကလည်းစီမံကုသကာကွယ်ပေးမှုမလုပ်နိုင်တော့ပါ။ဇယဝင်းတွေကလည်းဖန်စီထိန်ထိန်ချင်းချောက်တာကြောင့် ကာကွယ်ကူတာရေးတွေ ကောင်းကောင်းမလုပ်နိုင်ပါကလေးမျိုးမန္တလေးမျိုးနဲ့ရန်ကုန်မျိုးတို့ဟာ ကိုဗစ်တတိယလှိုင်းဒဏ်အခမ်းအနားဆုံးဖြစ်နေပါတယ်တခြားသောမျိုးတွေလည်းကိုဗစ်တတိယလှိုင်းဒဏ်ကို ခံနေရပါတယ်အောက်ဆီဂျင်ပြတ်တောက်လို့လူသေဆုံးမှုများတာတွေ့ရပါတယ်ကိုဗစ်ပထမလှိုင်းနဲ့ဒုတိယလှိုင်းတို့မှာမြန်မာဟာကြံ့ကြံ့ခံနိုင်သလောက်တတိယလှိုင်းဒဏ်ကိုတော့မခံနိုင်တော့ပါ အာနာသိမှုနောက်ဆက်တွဲဆိုးကျိုးကကိုဗစ်တတိယလှိုင်းတံကိုပြည်သူတွေခံရလို့ရန်ကုန်မှာနေ့စဉ်လူထောင်ခန်းနီးပါးတည်ဆုံကုန်ကြပါတယ်ဒါတွေဟာနဝမမြောက်ပြုံတည်မှုဖြစ်ပါတယ်နံပါတ်30ဖန်စီထိမ့်သိမ်းခံထားရတဲ့နိုင်ငံရေးထိပ်ပိုင်းကောင်းဆောင်တချို့ထိမ့်သိမ်းထားခံရစဉ်ထောင်တွင်းမှာ ကိုဗစ်နဲ့တည်ဆုံကြခြင်းမှာဒါဟာကိုဗစ်ကိုအကြောင်းပြုတယ်ဆိုပေမဲ့ ိုဗစ်တမင်ကူးစက်စေအောင်လုပ်ပြီးတပ်ပစ်လိုက်ခြင်းလို့လည်းနားလည်လို့ရပါတယ်။အခုစလာပါပြီ။နောက်ခမည်းများဖြစ်လာမယ်ထင်ပါတယ်။ကနဦးရှေပိုင်းတွေမှာစစ်ကြောရေးမှာရက်ဆက်စွာတက်ပြီးကိုဗစ်ကြောင့်သေတယ်ဆိုပြီးအလောင်းငုံတောင်ပြန်တွေ့ခွင့်မရှိတဲ့ကိစ္စတွေဖြစ်ခဲ့ဘူးတာသတိရပါ။ဒါဟာတသမမြောက်ပြုံးတိမှုဖြစ်ပါတယ်။တော်လန်ကြီးဟာပြုံးတိမှုတွေနဲ့တစားတစားအားနဲ့ချိနဲ့အောင် အကျံဖက်စစ်ဝါဒကနင်းကျိတ်ခံနေခြင်းတော်လန်ကြီးကိုမျက်ခြေပြက်စေမဲ့အမှုကိစ္စတွေနောက်လူတွေအာယုံမများစေလို့ကြောင်းတင်ပြလိုက်ရပါတယ်ခမညာ